iPhone A ကိုတရုတ်နိုင်ငံမှာမြင်ရပြီခုချိန်မှာတကဘာလုံးနီးပါးပါတဲ့ဖုန်းတွေကရာဝကျနေရဆိုပေမဲ့ China မှာတော့ဒီကောင်ကဒီ telecom level တစ်ခုလုံးကို modernize ဖြစ်သွားစေခဲ့တယ်ဆိုတော့ဒီเจ้าကိုဒီနေ့ပြောပြမယ်တော်တော်များများကြားမိကြလားထင်တယ်လို့မယောင်းသွားတော့ Apple က iPhone ရဲ့ထုတ်လုပ်မှုကိုရှော့မယ်ဆိုတဲ့သတင်းရင်ပြီးတော့ Samsung ဘက်ကနေပြီးတော့ app lineup တွေအကုန်လုံးထပ်မထုတ်တော့ဘူးဆိုတဲ့ rumor တွေပါသတိထားမိကြမယ်ထင်တယ် တော့ Samsung ကြောင့်အရင်ဆုံးပြောအောင် Samsung ကဒီနှစ်မေလကုန်လောက်ကမှသူတို့ရဲ့ S25 Edge version အသစ်ကိုထုတ်ခဲ့တာထွက်ရပြီးကျပြမအောင်ဆုံးလာမှာပဲတသိန်း9000ကျော်လောက်ပဲရောင်းနေရတဲ့အချိန်မှာကျန်တဲ့ version တွေရဲ့တလားကြာအယောင်းနဲ့ရှင်ကြီးလိုက်တော့ S25 က1.17 million S25 Ultra က2.25 million ကျန်တဲ့ S25 Plus ဆိုရင်၈သိန်း၄000ကျော်အထိကိုရောင်းထွက်သွားပြီဆိုတော့ နောက်ထပ်3လကြာကိုလည်းကြီးလိုက်တော့လေ S25 app က1.3 million ပဲရောင်းရသေးတာ။ကျန်တဲ့ version တွေဖြစ်တဲ့ S25 ဆိုရင်8.3 million S25 Plus က5.05 million S25 Ultra က12.18 million ဆိုပြီးရောင်းထွက်သွားပြီ။အဲဒါကြောင့်မလို့လေ Samsung ဘက်ကနေအခုလာမယ်2026မှာ S26 app အစားကို S26 Plus အစားထိုးဖို့စီစဉ်နေရဆိုပြီးတော့လေပြောထားရရှိရဲ့။အဲဒီဘက်ကိုဆက်ပြောရအောင် ြီးခဲ့တဲ့ September event တော့ Apple ဘက်ကနေ iPhone lineup တစ်တွေကိုမိတ်ဆက်သွားတာအားလုံးသိမှာအဲ့တော့ဟာ plus model အစား iPhone 8ကိုအစားထိုးခဲ့တာမထွက်ခင်တော့ကတော့ဒီကောင်ကိုတော်တော်လေး hype တာပါဟိုဘယ်လိုပြောမလဲ design language မပြောင်းတာရောပြီးတော့ထူထူလေးလေးနဲ့ဖြစ်နေရဲ့ကြာနေဒီကောင်ကကျတော့ပုံပုံပပနဲ့တိတိလေးကင်လိုကောင်းတဲ့ဖုန်းတစ်လုံးကို Apple logo နဲ့မြင်ရမှာဆိုအရန်ကိုသဘောကျတာဒါပေမဲ့မှန်းကျန်တဲ့နှမ်းတွေကလုံးဝမကိုက်ဘူးဒီကောင်မှာပါတဲ့ battery capacity နဲ့ မိုနိုစပီကာအခုလိုအချိန်မှာ လုံးဝလက်ခံလို့မရတဲ့အချက်ဖြစ်နေရ။မော်ရယ်လီမျိုးစလုံးမှာ iPhone A က Apple မှန်းထားသလောက်ရောင်းဝမကောင်းဆိုပေမဲ့ကြံတဲ့မော်ရယ်၃မျိုးစလုံးကတော့ on the elephant ပဲ။အဲ့ဒါကိုသိလို့လည်းပဲ Apple အနေနဲ့ iPhone A ထုတ်လုပ်မှုကို unit တစ်တန်းလောက်ရှော့လိုက်ပြီးတော့ကြံတဲ့မော်ရယ်၃မျိုးစလုံးပေါင်းထုတ်လုပ်မှုကြတော့ unit နှစ်တန်းလောက်ထိထပ်တိုးဖို့လည်းစီစဉ်ထားတယ်။ဟုတ်ခြုံငုံပြီးတော့ပြောရမယ်ဆိုရင် လူတွေကဒီဇိုင်းမိုင်းကို လှတာပော့ပါတာပဲကြိုက်ကြရတယ်ဆိုရင်ပဲအဲ့ဒါနဲ့ပေးဆက်လိုက်ရတဲ့ performance ဘိုင်းနေ battery capacity ကြတော့အချားနဲ့တန်းတူလိုချင်တာဆိုတော့လူ့လို brand မလိုက်နိုင်ပေါ့ global market မှာတော့ဘလို့ပဲရောင်းဝမကောင်းပဲပြပြဘလို့ပဲမျက်နှာဗန်မလောက်လို့ပဲပြပြဟာတရုတ်မှာတော့တာမန် product တစ်ခုထက်ကိုပိုတဲ့အရေးတခုယူလာပေးရ iPhone A ကအားလုံးသိကြတဲ့အတိုင်းပဲဒီ physical scene version ကလုံးဝမထောက်ဘူးကျွေး easy နေနေပဲလာတာအဲ့လိုပဲ ်ချိုင်းနာမှာဆိုရင်လည်း easy နေဆိုလုံးဝလက်မခံဘူးမင်းတို့ကငါတို့စီကိုတွင်းကျင်တယ်ဆိုရင် physical scene jewel scene နဲ့ပဲတွင်းဆိုတဲ့ပုံစံမျိုးချိုးထားတာအဲ့လိုကြောင့်မလို့လဲဒီ CH region လုံးတွေကိုကြီးလိုက်ရင် jewel scene စင်ကက်နှစ်ခတ်ထိုးနေပဲရမယ်ခွာ easy ဆိုလို့ရှိရင် support မရပြီးတော့တခြား region တွေနဲ့ရှင်းလိုက်မယ်ဆိုရင်လည်း app တစ်ခုချင်းစီရဲ့ setting မှာဒီ network accept ကို off ထားမလား wlan only ပဲလားဒါမှမဟုတ် W LAN ရောဒီ cellular ရောသုံးလားဆိုရဲဒီ option မှာတစ်ခုထပ်ပြီးတော့မှပို့ပါလာသေးရဲ့အဲ့ဒါလည်း off ထားတဲ့အချိန်မှာကိုကမသိဘဲနဲ့သုံးလိုက်ရင်တခြား app တွေသုံးနေတော့တော့အဆင်ပြေနေရပါဒီ app ကိုသုံးတဲ့ခါကျမှပဲကို phone ကပဲပြက်နေရလားဒါမှမဟုတ်ဘယ်လိုပြောမလဲ line ကျတာလားပေါ့နော်တိုင်ပတ်နေပါအဲဒါကြောင့်မလဲ right ရဲ့ပြောတာက share talk video တော့ iPhone 8ကို China မှာတွင်းပါလားဒါမှမဟုတ်ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲပေါ့ အခုတော့တရုတ်ပြည်မှာ iPhone Air ကိုဝယ်လို့ရနေပြီအဓိကအကြောင်းရင်းကတော့တရုတ်ဘက်ကနေအခု October 2025ကနေစပြီးတော့မှ eSIM အသုံးပြုခွင့်တွေကိုချပေးလိုက်ပြီတရုတ်ရဲ့နာမည်ကြီး Telecom Operator ၃ခုဖြစ်တဲ့ China Telecom, China Unicom, China Mobile တွေဟာ eSIM ရောင်းချခွင့်ကို approve ရပြီဆိုပြီးတော့ October 13မှာစပြီးတော့ကျင်းပခဲ့တာတကယ်တကယ်က eSIM ကအခုမှအခုရတာမဟုတ်ဘူး သူတို့စီမှာ2019 2018လောက်ဂရေကိုကတုံးလို့ရနေရအဲ့တော့ဆိုရင်ရှန်ဟိုင်းတန်ဂျင်ကွမ်ကျိုးလိုမျိုး flat တက်စီးဒီမှာပဲရသေးရနောက်ပိုင်း2020လောက်ကျတော့တနိုင်ငံလုံးနှီးပါလေရလာတယ် smart watch တို့ tablet တို့တခြား IoT device တွေမှာပါ service ပေးလာတာ2023မှာကျတော့ဒီလို eSIM device တွေတုံးတာကိုပိတ်ပလိုက်တာအဓိကက security gap တွေကြောင့်မလို့ data တွေ control လို့မရတာတချို့တွေဆိုရင် overseas ကနေ service တွေပေါ့နော်အဲ့ easy service တွေကို bypass လောက်တာကြီးကြောင်းလို့ system maintenance နဲ့ upgrade လုပ်ဖို့ဆိုပြီးတော့လည်းတွေ့ရတယ်ဒီလိုနှစ်နှစ်လောက်ပိတ်ပြီးတဲ့နောက်မှာ iPhone ရထွက်လာတော့ပြန်ပြီးအသုံးပြုခွင့်ရလာတာဒီလိုပြန်ရတာကလည်း Apple ရဲ့ CEO ကို Tim Cook ရဲ့ effect တွေကြောင်းပါတယ်လို့လည်းပြောကြတယ်ဟုတ်တင်ကိုရဲ့တရုတ်ပြည်ရဲ့ခီးစင်မှာဆိုရင်ကုန်သွယ်ရေးဝင်ကြီးတွေ developer တွေ supplier တွေပြီးတော့ချင်းဝါစီးပွားရေးတက္ကသိုလ်တွေမှာ ဆွေးနွေးမှုတွေရင်းနှီးမြှုပ်နှံမှုတွေနဲ့ဒီ donation program တွေလုပ်ခဲ့တယ်လို့လည်းပြောတယ်။အခုလို့နှစ်နှစ်လောက်ရပ်ပြီးတော့မှ eSIM service ကိုပြန်ရအောင် လုပ်ပေးခဲ့တဲ့ iPhone ရ user အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါမဲ့ product တစ်ခုထပ်တောင်းမှပိုတယ်လို့အောင်ပြောလို့ရရွာ။အားကြောင့်လို့လေ iPhone ကိုစပြီးတော့ pre-order ကောက်တဲ့အချိန်မှာ record rate တွေတောင်ဖြတ်သွားတာ။အာဒီ Tmall တို့ JD.com တို့လိုမျိုး Chinese online platform တွေမှာည၈နာရီကနေ order ဆောက်တာ၈နာရီ၅မိနစ်မှာပဲ store ပြတ်သွားတယ်အဲ့လိုပဲ ဒီပြည်ရင်းမှာရှိနေတဲ့ Apple Store တွေမှာလည်းလူရန်းရှိရေးနဲ့တန်းစီဆောင်ဝါရီတောင်ဖြစ်သွားသေးတယ်။ဟုတ်တော့လေဟုတ်တယ်ကွာ။ကိုရီစီမှာတော်တော်ကြာနေတဲ့အချိန်မှာသူတို့စီမှာမြင်သာမြင်သာမကျင်ရဖြစ်နေတာ။ Apple လိုမျိုးပဲ Oppo ကလည်းဒီ 5X9 Pro ကို Easy Service အနေနဲ့ပြည်ရင်းမှာတွင်းတော့မယ်ဆိုပြီးတော့လည်းဒိန်းနေကြားနေရတယ်။ Huawei ကလည်းဒီအရွေးကိုမကြခင်မှာအမိလိုက်လာလိမ့်မယ်။အခုလက်ရှိမှာ eSIM သုံးတာတွေကို အပြည့်အဝခွင့်ပြုထားတာတော့မဟုတ်ဘူး။ Trial ကာလပဲရှိသေးတယ်။ ထရယ်ကာလအတွင်းမှာ easing ကို activate လုပ်မယ်ဆိုရင် operator ID ကိုကိုရိုင်းသွားမှတ်ပုံတင်နေကိုကြီးအချက်လက်တင်နဲ့ register လုံးမှာပဲရမယ်ဆိုပြီးတော့လဲတွေ့နေရတယ်။ပြီးတော့ overseas မှာရှိနေတဲ့ easing တွေဘာတွေဆိုလို့ရှင်လဲကန့်သက်ချက်တွေရှိအောင်မယ်လို့လဲပြောရွာ။အဲ့တော့ဒါကလဲထရယ်ကာလပြီးလို့တင်ဝင်ကာလရောက်ပြီဆိုရင်တော့ဘယ်လိုလောက်မလဲဆိုတော့တစ်ချက်ကြည့်ရသေးရပါဗော။ GSMB ရဲ့ခံမှန်းချက်အရလက်ရှိ2025မှာတကမ္ဘာလုံးအတိုင်းအတာအရ eSIM ဆက်ဖို့ပေးရဖုန်းရည်အတွက်က 1ဘီလီယံကျော်သွားမယ်လို့လည်းပြောတယ်။2030ရောက်လို့ရှိရင်7.9ဘီလီယံဒီဖြစ်လာပြီးတော့မှဒီကမ္ဘာလုံးမှာရှိတဲ့ဖုန်းရည်တွေ70%လို့လည်းပြောတယ်။ဒါကိုကြည့်မယ်ဆိုရင်အနာဂတ်မှာ physical scene တွေအစားကိုဒီ e scene တွေအစားထိုးဖို့တေချာတော့ရှိနေပြီ။အခုကြည့်နေတဲ့ three ထဲမှာရော e scene နဲ့ physical scene ဟာဘယ်ဟာကကိုယ့်အတွက်ပိုပြီး convenient ဖြစ်လဲ။ပြီးတော့ဘယ်ကောင်ကကိုယ့်အတွက်အားသာချက်တွေပို့ပြီးတော့မှပေးနိုင်လဲဆိုတာကို comment မှာပြောသွားပြပါဦး။ right ပါ။ ောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာနဲ့အတူပြန်လာခဲ့ပါမယ်